အာနာသိန်းစကောင်စီတဖက်သက်ကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲတွေကိုညှင်းပယ်ပြီးတရားဝင်မှုမရှိတဲ့ရွေးကောက်ပွဲအဖြစ်သတ်မှတ်ကြောင်းဥရောပပါလီမန်ကနိုဝင်ဘာ28ရက်နေ့မနေ့ကကြေညာပါတယ်။နိုင်ငံတကာအသိအမှတ်ပြုမှုရယူဖို့ကြိုးပမ်းတဲ့စကောင်စီရဲ့အဲ့ဒီတရားမဝင်ရွေးကောက်ပွဲရလဒ်တွေကိုလည်းရှုတ်ချကြောင်းဥရောပပါလီမန်ကဖော်ပြခဲ့ပါတယ်။ဥရောပပါလီမန်ဟာချက်ချင်းအပြစ်ခံရစေးနဲ့ရေရှည်တည်တံ့ခံရတဲ့ငြင်းချင်းအတွက်မရှိမဖြစ်လိုအပ်ချက်ဖြစ်တဲ့အကြမ်းဖက်မှုအဆုံးသက်ရေးတို့ကိုတောင်းဆိုခဲ့ပါတယ်။ အကြောက်တရားနဲ့အဖိနှိပ်မှုတွေအောက်ကနေကျင်းပမဲ့ဘလို့ရွေးကောက်ပွဲကိုမစုံလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေအဖြစ်မသတ်မှတ်နိုင်ဘူးလို့ဥရောပပါလီမန်ကအလေးပေးထုတ်ပြန်ထားပါတယ်။ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံ28နိုင်ငံရဲ့ဥပဒေပြုလွှတ်တော်ဖြစ်တဲ့ဥရောပပါလီမန်ရဲ့အခုလိုဆုံးဖြတ်ချက်ထွက်လာတဲ့အပေါ်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မောင်ကမြန်မာပြည်သူတွေရဲ့အသံတွေကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းသူရဲ့လူမှုကွန်ရက်မှာရေးသားထားခဲ့ပါတယ်။ ဒါ့အပြင်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကိုမြန်မာပြည်သူလူထုရဲ့ဒီမိုကရေစီဆန္ဒတွေကိုကိုစားပြုတဲ့တခုသေးသောတရားဝင်ကိုယ်စားလှယ်တွေအဖြစ်အားပေးထောက်ခံကြောင်းဥရောပပါလီမန်ကဖော်ပြခဲ့ပါတယ်ရှင်။